ဘဝဆိုတာတင်ယူဖို့ပဲအမားတွေကလည်းတင်ယူတတ်တဲ့သူက ပို့တော်လာတယ်။နာကျင်မှုတွေကိုခံနိုင်ရှိသွားတဲ့သူက ပို့ပြီးရင့်ကျက်လာတယ်။မျက်ရည်တွေကိုစေးဘက်ဝင်အောင်သုံးတတ်တဲ့သူက စိတ်ဓာတ်တွေမာကျောလာတယ်။ပျော့ညံ့တဲ့စိတ်ဓာတ်ကိုမခံကျဲစေဖြစ်နေပြောင်းလဲတဲ့အခါအဲ့လူရဲ့အနာကကပို့ပြီးတောက်ပါလာတယ်။တစ်ချိန်လောက်လဲကြတာကိုအယူလိုမတက်မှတ်တဲ့သူက အောင်မြင်မှုနဲ့ပိုနီးသွားတယ်။နားလဲပေးတတ်တဲ့သူကအမုန်းနဲ့ဒေါသတွေကင်းပြီး ပူပြီးအေးချမ်းတယ်။ခွင်လွတ်ပေးတဲ့သူရဲ့စိတ်ကဒေါသရဲ့ပူလောင်မှုတွေကနေလွတ်မြောက်ရတယ်။တိခန့်တဲ့သူကရံမများပဲကိုယ်စိတ်နဲ့ကိုယ်နေနိုင်တယ်။သူ့နေရာမှာငါသာဆိုပြီးကိုချင်းစာပေးတဲ့သူက လူပိသလာတယ်။ဒါကြောင့်ဘဝမှာငါဘာယူသွားမလဲဆိုတဲ့စိတ်နဲ့မရှင်တန်နဲ့။ငါဘာတွေပေးခဲ့နိုင်လဲဆိုတဲ့စိတ်နဲ့ပဲရှင်တန်။ဘတော်လို့တစ်ခုခု လွဲကျော်သွားတဲ့အခါမှာငါတော့မှားသွားပြီလို့မတွေ့နဲ့။ တကယ်တော့ဘဝဆိုတာအရှုံးနေနဲ့ပြိုလဲနေဖို့မဟုတ်ဘူးလေဘဝဆိုတာကအမားတွေကနေတစင်တင်ယူပြီးပုံမိုးရင်းကျက်လာဖို့ပဲလိုတယ်ကွယ်